ုံကြည်သူတယောက်ဖြစ်နေပေမဲ့ကို့အပေါ်တမင်တတက်အနာယူနှောက်ရှက်နေတဲ့သူတွေကိုကျွန်တော်တို့ဘလို့တုံ့ပြန်တင့်တယ်လဲ။ကျန်းစာကားကိုပါပြောထားတယ်လဲတစ်ချက်လောက်တူကွာဆင်ချင်းကြရအောင်။ရှမတဲ့ခရဝင်ချန်ခန်းကြီးငါ39မှာတခင်ယေရှုကပါပြောခဲ့တယ်လဲဆိုရင်ငါပညာတီကနှောက်ရှက်တော်သူကို မစီတာနဲ့တင်းဤပါတဖက်ကိုသူတို့ပါရိုက်လင်ပါတဖက်ကိုလဲ့ယူပေးအောင်လို့တင့်အင်ကြီးကို ယူလို့ရေးတရားတွေ့တော်သူအားတင့်ဝတ်လုံကိုလည်းယူစေခြင်းကအခွင့်ပေးအောင်လို့ တောင်ပေါ်ဒီတနာမှာတခင်ယေရှုဟောကြားခဲ့တာဖြစ်ပါတယ်ဓမ္မဟောင်းပညတ်တရားကမျက်စိတစ်လုံးဆိုမျက်စိတစ်လုံးတော်တချောင်းအတွက်ဆိုရင်တော်တချောင်းပြန်ပေးဖို့အဆုံးမထားပေမဲ့တခင်ယေရှုကတော့ကိုယ့်အပေါ်အနိုင်ယူနေတဲ့သူတွေကိုခွင့်လွတ်ပေးုံတာမကဘာတစ်ချက်ရိုက်ရင်နောက်တစ်ဖက်ကိုရိုက်ခိုင်းနေတာတချို့သူတွေအတွက်အတိတ်ပဲမရှိနိုင်တယ်လို့ဖြစ်လဲမဖြစ်တင်ဘူးလို့မိတ်ဆွေပြောကောင်းပြောနိုင်ပါတယ် ်အငယ်54မှာကြည့်မယ်ဆိုရင်ယေရှုကပါဆက်ပြောခဲ့တယ်လေဆိုရင်ငါပညတ်ဒီကားတင်းတို့ဒီကောင်းခင်ပုံ၌ရှိတော်မူသောတင်းတို့ဤအပ္ပဤသားဖြစ်လိုတော်ငါတင်းတို့ဤရန်သူတို့ကိုချစ်ကြလောတင်းတို့ကိုချိန်ဆတော်သူတို့အားမေတ္တာပို့ကြလောတင်းတို့ကိုမုန်းတော်သူတို့အားကျေးဇူးပြုကြလောတင်းတို့ကိုနှောက်ရှက်ညင်းစေတော်သူတို့အဖို့ဘုရားသခင်ကိုစွတောင်းကြလောလို့ပြောခဲ့ပါတယ်ရန်သူမပြောနဲ့ကိုမိသားစုထဲကတယောက်လောက်က ကိုမကြိုက်တာလို့ရင် ပြန်ပြီးတော့လက်တုံပြန်တက်တာကျွန်တော်တို့အားလုံးပါပဲလက်တုံပြန်ခြင်းဟာဟိမဓမ္မကောင်းပေမဲ့ကျွန်တော်တို့ဘလို့မျိုးလက်တုံပြန်နေကြလဲဆိုတာသခင်ယေရှုကမိမောင်းထုတ်ပြခဲ့တာပါတူတစ်ချက်ဆိုရင် ကိုတစ်ချက်တူငါးချက်ဆိုရင်ကိုက၁ချက်ဆိုပြီးတော့ဆုံးဖြတ်ချက်တွေနဲ့တုံပြန်မိနေကြတုံးလားဓမ္မဘုရားသခင်ယေရှုဆုံးမထားခဲ့တဲ့အတိုင်းပဲတူတစ်ချက်ဆိုရင်လည်းခွင့်လွတ်တူ၁ချက်ဆိုရင်လည်းခွင့်လွတ်ပေးတတ်နေပြီလား အဲ့လိုပြောတော့လူတိုင်းကိုကျွန်တော်တို့ကခွင့်လွှတ်ပေးရမှာလားမေးကောင်းမေးနိုင်ပါတယ်မိတ်ဆွေဘုရားသခင်ကိုယ်တိုင်ကခွင့်လွှတ်ခြင်းအရှင်ဖြစ်တယ်အပြစ်သားတွေဘလောက်ပဲဆိုးတွမ်းပြီးတော့ဘုရားအလိုတော်ကိုဆန့်ကျင်ပုံကန်နေခဲ့ပေမဲ့အပြစ်သားတင်နေကျွန်တော်ပြင်မာခဲ့တဲ့အပြစ်အလုံးကိုခွင့်လွှတ်ပြီးတော့တင့်ရဲ့သူ့ရဲ့တပါးတီတော်တားတော်ကိုစွန့်ပြီးကားတိုင်းပေါ်မှာစတေးခံခဲ့တာကိုကြည့်ချင်းဖြစ် ဘုရားတခင်ရဲ့ခွင့်လွှတ်ခြင်းကိုတင်နာလေဖို့ဘုရားကောင်းချီးပေးပါစေ။ဆိုပို့ပြီးတော့နားလေအောင်ပုံပြင်လေးတစ်ပုံနဲ့ပြောပြချင်ပါတယ်။တခါတော့ငါတောင်ပေါ်ကျော်လေးတူရောက်မှာလေကတိစပါဆိုင်ပြူရီကိုအမိပြုပြီးတော့အသက်မွေးဝမ်းကြောင်း ပြုနေတဲ့မိသားစုတွေရှိကြတယ်။ဆိုတောင်ရဲ့အပေါ်ဖက်မှာယုံကြည်သူမိသားစုတွေကလေလို့ပြီးတော့နေကြတယ်။တောင်အောက်မှာကြတော့ တောင်းချေမှာမယုံကြည်သူမိသားစုတစုကလဲလုံနေကြတယ်။ဒီလိုနဲ့လေကွင်းတဲကိုရေလိုတဲ့အတွက်ကြောင့်ယုံကြည်သူကတောင်ပေါ်ကနေဆင်းပြီးတော့တောင်အောက်မှာရှိနေတဲ့အိုင်ထဲကနေရေကိုရေဆုပ်ဆက်နဲ့ရေဆုပ်ပြီးတော့သူ့ရဲ့လေကွင်းတဲကိုရေသွင်းပါတယ်။ဒါပေမဲ့သူမတိတာကသူ့လေကွင်းထဲကနေရေတွေကိုမယုံကြည်သူကရေခတ်ဆရာမလို့အောင်သူ့လေကွင်းတောင်းနာကပေါက်ပြီးတော့ရေတွေ ူရဲ့လက်ကွင်းသေးတွေစီကိုရေဝန်လောင်လုံနေခဲ့ပါတယ်။ဒီနေ့တော့ယုံကြည်သူကသူပင်ပန်းပင်ပင်ပန်းပန်းတောင်အောင်ဆင်းပြီးတော့ရေဆုပ်ဆက်နဲ့ရေတင်တာခဏလေးနဲ့ဆိုရေတွေကခန့်ချောက်သွားတော့ကိုတွေ့တော့လက်ကွင်းပက်လေကိုစစ်စစ်ကြည့်လိုက်ပါတယ်။အဲ့ဒီချိန်မှာသူတွေ့တာကတော့တောင်အောက်ကမယုံကြည်သူကသူ့ရဲ့လေကွင်းကိုထဲကရေတွေကိုဖောက်ပြီးတော့သူအောက်မှာရှိနေတဲ့သူ့ရဲ့လေကွင်းစီကိုရေရောက်အောင်လှုပ်ထားတာကိုတွေ့သွားခဲ့တယ် ။ဒါကြောင့်ယူဂျီတူကတခါတည်းအဖို့ခံထားရတဲ့ဒုလေကစင်းတွေကိုရေမထွက်အောင်လိုက်ဖာလိုက်ပါတယ်။နောက်တနေ့မနက်မိုးလင်းလာတော့ယူဂျီတူကပါလုလဲဆိုတော့သူကပုံမှန်လုတဲ့အတိုင်းပဲရေတင်ဖို့တောင်အောက်ထက်အောက်တောင်အောက်ကိုဆင်းသွားတယ်။ဒါပေမဲ့အဲ့ဒီမနက်မှာကြတော့ယူဂျီတူကတခြားနေ့တွေလိုသူ့လေကွင်းကိုရေမဖြည့်ပဲနဲ့တောင်အောက်ကမယုံကြည်သူရဲ့လေကွင်းရေပြည့်အောင်အရင်ဖြည့်ပြီးတော့မှ သူ့ရဲ့လေကွင်းကိုရေဖြည့်ခဲ့ပါတယ်။ဆိုယုံကြည်သူကတမနဲ့ပဲမဟုတ်ပါဘူး။နေ့တိုင်းမနက်တိုင်းရေတင်တော့မယ်ဆိုတိုင်းမယုံကြည်သူရဲ့လေကွင်းစီရေအရင် ဖြည့်ပေးပြီးတော့မှ သူ့လေကွင်းကိုရေဖြည့်ခဲ့ပါတယ်။ဒုံနဲ့နှစ်ပတ်လောက်အကြာမှာကျတော့တောင်အောက်ကမယုံကြည်သူကသူ့စီလာပြီးတော့ခမရတောင်ပေါ်ကတောင်ပေါ်မှာရေဖြည့်ဖို့ရန်အတွက် ီတွေအများကြီးအကုန်ခံပြီးတော့ဘာလို့ကျွန်တော်ရဲ့လေကွင်းတွေကိုရေတင်အရင်တင်ပေးနေရတာလဲရှေ့ရက်တွေမှာတိတိကြီးနဲ့ခမားလေကွင်းတွေစီကနေရေတွေကိုဖောက်ပြီးတော့ကျွန်တော်လေကွင်းတွေစီမှာရေရအောင်လှုပ်ခဲ့ပေမဲ့ခမားကတိတိရက်နေပဲနော်ကျွန်တော်ကိုစိတ်လဲမစိုးပြီးတော့ဒီရက်ပိုင်းရေတင်ရင်ကျုပ်လေတွေစီအရင်ရေတင်နေတာကိုတွေ့တော့အယံအောင်မိတယ် မနက်တိုင်းခမားဆုတောင်းနေတဲ့ဘုရားသခင်ကိုကျွန်တော်လေးကိုးကွယ်ပါရစေဆိုပြီးတော့မယုံကြည်သူကတကြက်တော်ချိန်မှာနောင်တနဲ့တကွယုံကြည်သူရဲ့လှုပ်ဆောင်မှုကိုမြင်ပြီးတော့ခရစ်တော်ကိုလက်ခံတော်သူဖြစ်လာစေခဲ့ပါတယ်။ဒါကြောင့်မိတ်ဆွေသခင်ယေရှုကမတဲ့အခန်းကြီးကငယ်၁၄မှာဗာပြောခဲ့တယ်ဆိုရင်တင်တို့ဒီဤလောကအလင်းဖြစ်ကြ၏အမောင်းတွေလွမ်းမိုးလွန်းလို့ ပျောက်သွားတဲ့အလင်းသခင်ကမဖြစ်စေလို့ပေါ့ကျွန်တော်တို့အတက်တာအလင်းဖြစ်ခြင်းအဖြစ်အမောင်းတရားတွေကိုထိုးခွင်းဖို့သခင်ကတင့်ကိုအလိုရှိနေပါတယ်ဒါကြောင့်မိတ်ဆွေကိုယ်ပေါ်မကောင်းတဲ့သူတွေနဲ့တွေ့တဲ့အခါမှာခရစ်တော်ရဲ့စူဆုံးမှချက်အတိုင်းလိုက်နာပြီးတော့အလင်းအဖြစ်အသက်ရှင်ကြရအောင်ကျွန်တော်တို့ပုံသက် ဒီကောင်းအဖြစ်အသက်ရှင်ကြရအောင်လို့အနေငယ်ဝင်ကားလိုပါတယ်အားလုံးပေါ်မှာဘုရားကောင်းချီးပေးပါစေ။